ိုးတဲတဲ့သူတွေကိုနေစဉ်လှူဒန်းပေးနေတဲ့အလှူလေးကြောင့်ချစ်ချူးခံနေရတဲ့နန္တာလိုင်းအလုံးမဲမိကလာပေါင်းဗမိစနောင်းကနေကျွတ်စလိုက်ပါတယ်နန္တာလိုင်းဟာနှိပညာလောကမှာရှန်ရှန်ထအောင်မြင်ခဲ့ပေမဲ့ကိုစေတရားနဲ့လက်ထပ်ပြီးကလေးကရုပ်ရှင်ရိုက်ကူးရည်တွေလည်းရနာထခဲ့တာပေါင်း ဒါပြန်ရွေးပညာအတန်းဝန်းနဲ့လဲဆက်သွဲဖြက်ကနင်းနေခဲ့ပါတယ်နန္ဒလိုင်းကချမ်းသာကျော်ဝဒါရီကိုလဲကြွားမကမနေတတ်သလုံးအေးစစ်စစ်တာနေတတ်တာပါဒါပြန်နန္ဒလိုင်းကအပေးကန်းရရောကချွတ်တဲ့သူတွေအပေါ်မှာလဲအပြစ်ဝါကိုထောက်ပံ့တတ်တဲ့သူဖြစ်ပါတယ်လက်တလုံးမှာလဲနန္ဒလိုင်းတို့မိသားစုကချွတ်တဲ့သူတွေကိုအလှူတန်းနေလောက်ကလှူတန်းပေးနေခဲ့တာပါပေကရရပိုင်းကမှခင်မွန်ဖြစ်သူကိုစေတီယာကပြန်လွတ်လာခဲ့ပါတယ်။ကိုစေတီယာအထက်မှရှိနေတဲ့တုန်းကနန်တာလိုင်းကအပူတွေနဲ့ဝင်းနေကလွလွလပ်လပ်နဲ့မပျော်ရွှင်နိုင်ခဲ့ပါဘူး။ မိသားစုတွေပြန်ဆောင်သွားပြီဖြစ်တဲ့အတွက်အဖိုးတွေလည်းကင်းသွားကချို့တဲ့သူတွေကိုလည်းတနိုင်တလောက်ကူညီပေးလာခဲ့တာပေါ့ရက်ွက်ထဲမှာစောင့်ဝင်နေရတဲ့အတွက်တနေ့လုံးတနေ့စားရုန်းကန်နေရတဲ့သူတွေကိုနန်တာလိုင်းရဲ့ခင်မွန်ကိုစေးတီးယားကဟင်းထုတ်တွေလိုက်ဝေနေခဲ့ပါတယ် ဟင်းတွေကိုကိုရိုင်းအိမ်မှာချက်ခိုင်းကချို့တဲ့သူတွေနဲ့လိုအပ်တဲ့သူတွေကိုတထုပ်စီလိုက်ဝေပေးနေခဲ့တာပေါ့ကြကြွေးထဲထဲကတယောက်ချင်းစီကားနဲ့လိုက်ပေးနေခဲ့တာဖြစ်ပါတယ်အခုလိုကားနဲ့လိုအပ်တဲ့နေရာတွေကိုလိုက်ဝေပေးနေတာမို့လူရတာမျိုးလည်းမရှိပါဘူးဒါ့အပြင်ကိုစီတရားတော်ကနေပညာရှင်တွေမီဒီယာတွေခေါ်ကလှုပ်ပေးနေကြနေရာတွေကိုလှုပ်ပေးတာမျိုးလည်းမဟုတ်ပါဘူးတကယ်လိုအပ်တယ်လို့ထင်ရတဲ့နေရာတွေကိုသာတည်တံ့လှုပ်ပေးနေတာဖြစ်ပါတယ်အပြင်နန်တာလိုင်းတို့ကခုလိုဟင်းလှူကိုနေစင်းနဲ့အမျှလှူပေးနေကြတာပေါ့သူတို့လှူပေးတာကိုလည်းမီဒီယာတွေခ ေါ်ကကြီးညာတာမျိုးလည်းမရှိပါဘူးအနုပညာရှင်တွေတော်တော်များများကလှူဒါန်းတာကိုမီဒီယာတွေခေါ်ကအတိပေးပေမဲ့နန်တာလိုင်းတို့ကသူတို့လှူတာကိုမီဒီယာတွေကိုမခေါ်ပါဘူးကိုစေတီးယားကသူ့အကောင့်မှာဒါဒီနေ့လှူတယ်ဆိုတဲ့အကြောင်းအတိပေးတာဖြစ်ပါတယ်ဒါအပြင်လှူဒါန်းတဲ့အကြောင်းတင်တဲ့အချိန်မှာလည်းလာယူကြတဲ့လူတွေရဲ့မျက်နှာကိုဝါထားပေးခဲ့တာပါဒါကြောင့်မို့လဲလူချင်းဝေးရှိကလူအများပေါ်ဆန္ဒပေးတတ်တဲ့သူဖြစ်ချီးကျူးနေကြပါတယ်အခုနောက်ပိုင်းမှာလှူပေးတဲ့အနည်းပညာရှင်တွေနဲ့ဆယ်လီတီကလှူတဲ့နေရာမှာလာယူတဲ့သူတွေရဲ့မျက်နှာကိုဖုံးလဲမဖုံးဘဲနဲ့ အကုန်လုံးနိုင်မော်တင်နေတတ်တာပါဒါကြောင့်မို့တချို့ဆိုရင်ရှက်ပြီးတော့အလူပစ္စည်းတွေကိုလာမယူရဲကြပါဘူးနန္တာလိုင်းတို့မိသားစုကတော့သူတို့လူတော်တွေကိုလူတွေလာယူရဲအောင်နောက်ကျောဘက်ကနေတင်ပေးတာမျိုးလုပ်သလုံးမျက်နှာမပေါ်အောင်ဝါပေးတတ်တာဖြစ်ပါတယ်အခုလိုအလူမျိုးကိုကြုံရင်ကြုံတယ်လို့လုံသွားမှလို့လည်းသိရပါတယ်။ဘယ်နေ့မှဘလောက်အလူကြီးလုံးမယ်လို့သတ်မှတ်ထားမဟုတ်ဘဲအလုတ်အားတဲ့နေ့တွေဆိုရင်အခုလိုချက်ပြုတ်ခိုင်းကဟင်းအလူကိုလုတ်ပေးသွားမှာပါ။ချိုးတဲကလိုအပ်သူများမယ်လို့ထင်တဲ့နေရာတွေကိုသွားကကားနဲ့လိုက်ဝေတာမို့လူရက်တာတွေနဲ့ပြဿနာတွေလည်းမဖြစ် ြစ်တော့ပါဘူး။နန္ဒာလိုင်းတို့ကကြီးကြီးတက်ချမ်းသာသူတွေဖြစ်ပေမဲ့ဘဝကိုအယောရှင်းဆုံးတာဖြတ်သန်းကြတာပေါ့။အယောရှင်းဆုံးတာဖြတ်သန်းနေထိုင်ကကျောင်းဝါဒါလည်းမရှိတာကြောင့်ပရိသတ်တွေကအချစ်ပုံနေရတာဖြစ်ပါတယ်။နန္ဒာလိုင်းဆိုရင်လည်းဆက်သက်သုံးမကုန်းလောက်အောင်ချမ်းသာနေတဲ့တထေးမကြီးဖြစ်ပေမဲ့လက်ရှိမှာအန်တီကြီးတယောက်လိုပေါ်ပါတဲ့အဝေးစားတွေသာဝတ်ဆင်တာပေါ့။အပြင်သွားပြီဆိုရင်လည်းလူတွေအားကြရအောင်ဟိတ်ဟန်တဲ့ပြင်စင်တာထက် အင်းကြီးပြောင်းပွားကိုအောက်ကပေါင်းမီအပွားနဲ့တွက်ဖက်ဝစ်စင်တာမျိုးလောက်သာရှိတာပေါ့။သမီး၃ယောက်ကလည်းသူတို့ဝါသနာပါရာကိုသာလုံနေတတ်ကလှလှပပဝစ်စင်ပြီးတထေသမီးပုံစံမဖန်တတ်ကြပါဘူး။အလို့အတန်းရရောကောင်သဘောကောင်းကြတဲ့နန်တာလိုင်းတို့ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြခဲ့ပါအောင်ရှင်။အလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်။နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ။